မက်ဒလင်းဆော့ဝဲကနေဒေါက်တာဒူးကိစ်တီကိုဒန်တဲလက်ဒီစီဘလူပို့မယ်မက်ဒလင်းနဲ့ကိစ်တီကိုပို့ဖို့ဆိုရင်အရင်ဆုံးဒေါက်တာဒူးအနေနဲ့ပါတနာရှစ်ဖွဲ့ဖို့လိုအပ်ပါတယ်ပါတနာဖွဲ့ဖို့ဆိုရင်တော့ပါတနာရှာပြီးဒေါက်တာဒူးပြုလုပ်လို့ဒန်တဲလက်ကိုပါတနာ request လိုအပ်ပါမယ်ပါတနာ request လုပ်ပြီးဒန်တဲလက်တီးရ accept လုပ်ရင် partnership ဖြစ်ပါပြီ partnership ဖြစ်ရင်တော့ဆက်လက်လုပ်ဆောင်ရမယ့်အဆင့်မျိုးပြောပြပေးပါမယ် ဒါတို့ရဲ့မတစ်လင့်နေတဲ့ case box ထဲကိုဝင်ပြီးပြပွားမဲ့ case ကိုရွေးချယ်ရပါမယ်။နောက်ပြီးရင်တော့ order cloud ကိုနှိပ်ပါခဏစောင့်ပေးရပါမယ်။ order list ထဲမှာလည်း file ရဲ့အသေးစိတ်ကိုကြည့်ရှုနိုင်ပါသေးတယ်။နောက်ပြီးရင်တော့လိုအပ်တဲ့အချက်လက်တွေဖြည့်ပြီး okay နှိပ်ပါအဲ့အဆင့်နေပြီးရင်တော့ meditation ကနေတစ်ဆင့် case တွေကို lab တီစီသို့လိုလည်ကူနဲ့ပေးဖို့နိုင်ပါလိမ့်မယ် ျွန်တော်လက်ကနေဆရာတို့ရဲ့ case တွေကိုအခုဆိုရင်လက်ခံရရှိလာပြီပဲဖြစ်ပါတယ်။ကျွန်တော်ရှိရောက်ရှိနေတဲ့ case တွေကိုဆရာတို့စိတ်တိုင်းကြပြုလို့ဆောင်ရွက်ပေးပါမယ်ဖြစ်ပါတယ်။ဆရာတို့ရဲ့ case တွေအတွက်ရန်ကုန်ခရက်ကအမြင့်တဲ့အဆင့်သိရှိနေပါပါ။